မရဘူးကျွန်တော်တော့မကျေနပ်ဘူးဆဲမှာဆိုလဲကျွန်တော်လို့ပြောဆိုတော့ရတယ်ကိုဆဲပါကျွန်တော်ခံမှမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟိုဒီကလေးတွေရဲ့ကိစ္စဝဝသည်ဟိုကျွန်တော်နဲ့ပဲတိုက်ရိုက်သဆိုင်နေပေါ့နော်ကိုအဆဆရရအမြဲတမ်းလှုပ်ပြီးနေတဲ့လူတွေပေါ့အခုလိုမျိုးဖြစ်သွားစေတဲ့အတွက်အရွှေအင်းနေတဲ့တကယ်ကိုတောင်းပန်ပါတယ်ဆိုတော့နောက်လည်းဒီလိုမျိုးမဖြစ်စေရပါဘူးလို့တကယ်တောင်းပန်ပါတယ်စိတ်ညစ်တာ ဒါကိုလာမင်းကိုကိုအပေါ်မှာဟိုမောက်မာလိုစိတ်ရိုင်းဆိုင်လိုစိတ်ပြီးတော့ကိုလာမင်းကိုကိုရဲ့ဒီဒီဇိုင်နာရဲ့လက်ရာအပေါ်မှာဟိုပေါ်မကြိုက်နှစ်သက်လို့မျိုးနောက်ပြီးတော့ဟိုလိုမျိုးဟိုမဝစ်ချင်တာမျိုးအဲ့လိုမျိုးကြောင့်မို့လို့မဟုတ်ဘူးတကယ်ကိုမှဟို100%အခါချင်းဝေလဲမယူဘဲနဲ့တကယ်မြေတားစေနာနဲ့လှုပ်ပေးခဲ့တဲ့လူတွေဖြစ်တယ်ကျွန်တော်တို့ကနှိရှိလာများရင်းနှီးခဲ့ကြပြီးသားလူတွေဖြစ်တယ်အဲ့အတွက်ကိုလာမင်းရဲ့ဟိုစိတ်ဆိုးတဲ့အရာအပေါ်မှာ ကျွန်တော်တရားမှတရားနားလဲပါတယ် ိတ်တော့မကောင်းဘူးဒါပေမဲ့လည်းဒါကတော့ဖြစ်လေဖြစ်တာရှိရဲ့သဘောပဲပြီးတော့နောက်တစ်ခုကကျတော့အာကျွန်တော်တို့အနေနဲ့ကအာဒါနားလည်မှုလွဲမှားတဲ့ဟာမျိုးနဲ့ပွတ်တိုက်မှုတွေဆိုတာကတော့ဟိုဟိုပေါ့နော်ဒီလိုမျိုးဟိုနားလည်မှုလွဲတာလည်းမဟုတ်ဘူးပေါ့ဒါမျိုးဒီလိုဟိုလွဲချော်မှုပေါ့နော်ဒီလိုမျိုးလွဲချော်မှုမျိုးတွေကဒီလောကထဲမှာဟိုရှိတတ်တယ်ဖြစ်လေဖြစ်တာရှိရဲ့သဘောပဲပေါ့နော်အဓိကတော့ဟို ကလေးလေးပြိုင်ပွဲပြိုင်နေတဲ့အချိန်ဖြစ်တာရဲ့နောက်ပြီးတော့သူတို့လည်း stress အရင်များတယ်ပေါ့ဒါ Miss Universe မြန်မာကြီးကျွန်တော်တို့ Talent City Director အနေနဲ့အာပါဝင်တယ်လို့သူ့ရဲ့ National Director အနေနဲ့လည်း International ပွဲနှစ်ပွဲလုံးလည်းအတူတူသွားတဲ့အတွက်ဟို issue ရောင်းရင်စိတ်တက်ကိုဆိုလဲကျွန်တော်သိပြီးသားပေါ့နော်ဒီကလေးကြီးခုနကပြောသလိုဟိုဒါကိုလာမင်းကိုကိုအပေါ်မှာဟိုမောက်မာလိုစိတ်ရိုင်းဆိုင်လိုစိတ်ပြီးတော့ကိုလာမင်းကိုကိုရဲ့ဒီဒီဇိုင်နာရဲ့လက်ရာအပေါ်မှာဟိုပေါ်မကြိုက်နှစ်သက်လို့မျိုး နောက်ပြီးတော့ဟိုလိုမျိုးမဝစ်ချင်တာမျိုးအဲ့လိုမျိုးကြောင့်မို့လို့မဟုတ်ဘူးနောက်ပြီးတော့ကိုလာမင်းကိုကိုဒီလည်း100% fully လုံးဝမေတ္တာစေတနာအပြည့်နဲ့ကိုဒီရတဲ့အချိန်တိုလေးအတွင်းမှာဒါဟိုကျွန်တော်ကြောင့်ဖြစ်စေနောက်ပြီးတော့ဒါကျွန်တော်တို့ရဲ့ဒီရှေ့မှာပေါ့နော် mistake ကြောင့်ဖြစ်စေဒါရွှေကြီးကိုလုတ်ပေးတာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ခင်ခဲ့တဲ့ကိုလာမင်းကိုနဲ့ခင်ခဲ့တဲ့ခုနှစ်တည်းနဲ့ပြန်တွဲကြည့်မယ်ဆိုရင်ကိုသားထက်တော့ကိုလာမင်းကိုကိုရောနဲ့ဆိုရင်ခုနှစ်နှစ်လုံခဲ့တဲ့ ရှင်းနှစ်လောက်ပေါ့နော်ဆယ်နှစ်လောက်ရှိပြီဆိုတော့ဒါ Sarah Fish တို့ရှေ့မှာရှိရဲ့ Silimi တို့အခုဟိုမင်္ဂလီယံဘေးမှာဆုံးရှုံးသွားတဲ့ Silimi တို့ရဲ့သူတို့ရဲ့ departure office တွေပြန်လာတဲ့ဒီမှာ arrival ဝတ်စုံတွေတကယ်မြန်မာဝတ်စုံတွေအပေါ်မှာ ဟိုကောင်းကောင်းမွန်မွန်နဲ့ပေါ့နော်အမြဲတမ်းပြင်ဆင်ပြီးရနောက်ကျွန်တော်တို့ဖိုတိုရှူတင်တွေလုပ်တဲ့အခါမှာလည်းတကယ်ကိုမှဟို100%အခချင်းငွေလည်းမယူဘဲနဲ့တကယ်မေတ္တာစေနာနဲ့လုပ်ပေးခဲ့တဲ့လူတွေ ဖြစ်တယ်ကျွန်တော်တို့ကနှစ်ရှည်လာများရင်းနှီးခဲ့ကြပြီးသားလူတွေဖြစ်တယ်အဲ့အတော့ကိုလာမင်းရဲ့ ဟိုစိတ်ဆိုးတဲ့အရာအပေါ်မှာကျွန်တော်တရားမှတရားနားလဲပါတယ်နောက်ပြီးတော့ရွှေကြီးရဲ့အခြေအနေကိုလည်းကျွန်တော်တရားမှတရားနားလဲတယ်ဆိုတော့အဲ့အတော့တော့ကျွန်တော်အနေနဲ့ကတော့ဟိုကျွန်တော်တာဝန်ယူပါတယ်ပေါ့နော်ကျွန်တော် Facebook မှာလည်းပြောသလိုမျိုးရယ်နောက်ပြီးတော့လက်ရှိဒီဒီနေ့ interview media ရဲ့ရှေ့မှာလည်းကျွန်တော် ပြောသလိုကျွန်တော်တာဝန်ယူပါတယ်အဲ့တော့ကိုလာမင်းခြေနဲ့တဲ့အထိလည်းဟိုကျွန်တော်တောင်းပန်နေအဲ့တော့ကိုလာမင်းဟိုပြောသလိုပေါ့နော်အာ မရဘူးကျွန်တော်ကတော့မကျေနပ်ဘူးဆဲမှာဆိုလဲကျွန်တော်လို့ပြောဆိုတော့ရတယ်ကိုဆဲပါကျွန်တော်ခံမမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဟိုဒီကလေးတွေရဲ့ကိစ္စအဝဝသည်ဟိုကျွန်တော်နဲ့ပဲတိုက်ရိုက်သဆိုင်နေပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ရဲ့ဟိုစီမံမှု ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့အားနေချက်ကျွန်တော်ရဲ့ညံ့ဖျင်းမှုကြောင့်ဖြစ်တယ်လို့ပဲကျွန်တော်ဒီအပေါ်မှာကျွန်တော်ခံယူပါတယ်အဲအကြောင်းမို့လို့ဟိုပေါ့တချို့တွေကြတော့လည်းထင်တာပေါ့နော်ဟိုရွှေကြီးကိုဟိုမလေးစားဘူးနောက်တစ်ခုကအဓိကပေါ့နော် Miss Universe Stanley ကဟို ဟိုဒီလိုမျိုးဒီလိုမျိုးအပြုမူတွေလုပ်တယ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့အပေါ်မှာကျတော့ဟိုကျွန်တော်တော့ဟိုစိတ်မကောင်းဘူးကိုလာမင်းတို့လည်းစိတ်မကောင်းတယ်လို့ကျွန်တော်ရွှေကြီးတို့လည်းစိတ်မကောင်းဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော်အတွက်တော့ကျွန်တော်မိသားရယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကိုလာမင်းနဲ့ကျွန်တော်နေ့ရက်လည်းမိတ်မိတ်ဆွေတွေဖြစ်ခဲ့တယ်လို့ဟိုဒီနေ့ဒီအချိန်ကြီးလည်းဒါကျွန်တော်တို့ကဟိုကိုလာမင်းစိတ်ဆိုးစရာရှိလို့စိတ်ဆိုးတာကျွန်တော်တို့ကရန်သူမဟုတ်ဘူး ောက်တစ်ခုကရွှေရင်နဲ့ကျွန်တော်နဲ့ဆိုလဲကျွန်တော်လည်းသူ့ကိုစိတ်ဆိုးတာပေါ့နော်သူ့အမေကိုလည်းစိတ်ဆိုးတယ်သူ့ကိုလည်းစိတ်ဆိုးတယ်ပေါ့ဖြစ်တယ်ဆိုမှဒါမှကျွန်တော်တို့တွေဒီလည်းမိသားစုလို့ဆရာတပည့်လို့နေရကျွန်တော်သားသမီးပဲဖြစ်တယ်ကျွန်တော်အနေနဲ့လည်းသူ့ကိုလည်းကျွန်တော်မုန်းစရာအပြည့်ယူစရာဘာမှကျွန်တော်စီမှာမရှိဘူးဒါပေမဲ့တချို့အားပေးနေတဲ့ဟို Miss Universe ကိုချစ်လို့အားပေးနေတဲ့ Miss Universe မြန်မာရဲ့ပရိသတ်တွေအမြင်မှာကြတော့ Miss Universe တန်လျင်ကဒီလိုမျိုးလုတ်တယ်ဆိုတဲ့အရာမျိုးပေါ်မှာတခြားတခြားတခြားသော ိုင်ပွဲတွေလည်းလုပ်နေတဲ့အချိန်မှာ Miss Universe Stanley အကြောင်းမို့လို့ Miss Universe မြန်မာရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်လို့ဖြစ်သွားရင်ဒီနေရာကနေအမဆိုးရွေးဝင်နေတဲ့ကွာ Miss Universe မြန်မာရဲ့ City Director တွေအားလုံးနဲ့ Miss Universe မြန်မာပြိုင်ပွဲဝင်တွေအားလုံးကိုကျွန်တော်တို့ Miss Universe မြန်မာ Stanley City ကနေပြီးတော့ Stanley ခရိုင်ကိုစားပြုဒီရွှေအလားမဲ့ရွှေနဲ့အတူတူကျွန်တော် City Director ကျွန်တော်ကနေပြီးတော့အနူးညွတ်ဒီနေရာကနေပြီးတော့ဟိုတောင်းပန်ပါတယ်နောက်ပြီးတော့ဟိုဒါကဟိုဘယ်ပညာရှင်ကိုမှ ဟိုမလုံးသိမ့်တဲ့အပြုအမူမျိုးလဲဖြစ်တယ်ပေါ့နော်ဒါမျိုးကမမားသိမ့်တဲ့အမားလဲဖြစ်တယ်ဆိုပေမဲ့ဒီမားတဲ့အမားပေါ်မှာဟိုကိုလာမင်းနဲ့တကွာဒီမှာကြီးစုနေတဲ့ဟိုပေါ့နော်ပြိတ္တတွေအကုန်လုံးလဲအထင်မလွဲပဲနဲ့နားလဲပြီးဖို့ရန်အတွက်ကျွန်တော်အနေနဲ့မေတ္တာရက်ခံပြီးတော့အားလုံးကိုထပ်မံပြီးတော့တောင်းပန်ခြင်းပါတယ်ဟုတ်ကဲ့ပါရွှေရဲ့ဒီအခုလိုမျိုးပေါ့ဆမှုရယ်လိုမျိုးတွေကြောင့်ပေါ့နော်အကုန်လုံးစိတ်ပင်မရယ်စိတ်နှောက်ရှက်ဖြစ်ရယ်ပေါ့နော်ဆိုတော့ရွှေအနေနဲ့လည်းအကုန်လုံး တောင်းပန်ပါရဲ့နောက်လည်းဒီလိုမျိုးတွေဖြစ်စီရပါဘောเนาะကိုကကိုအစားဆုံးကိုကြောင့်ကိုပေါ်ကျေးဇူးရှိတဲ့လူတွေပေါ့เนาะဆိုတော့ဆရာတို့ဆိုလို့ရှိရင်လည်းကျေးဇူးရမ်းရှိရပါเนาะဆိုတော့ကိုအစားစားရအမြဲလှုပ်ပြီးနေတဲ့လူတွေပေါ့အခုလိုမျိုးဖြစ်သွားစီတဲ့အတွက်ရွှေအင်းနေနဲ့တကယ်တောင်းပန်ပါရဲ့ဆိုတော့နောက်လည်းဒီလိုမျိုးဖြစ်စီရပါဘူးလို့တကယ်တောင်းပန်ပါရဲ့စိတ်ညစ်နေတာဟုတ်